အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော် football and business အကြောင်းလေးလည်းမတင်ဆက်ပေးရတာကြာပြီပေါ့နော်အဲ့တော့လက်ရှိမင်္ဂလင်းတန်ဒီအကြောင်းမို့တော့ဒါကျွန်တော်တို့ပွဲပူပွဲကြိုပွဲပြီးတွေအကြောင်းမို့ဒါကျွန်တော်တို့တတိချာချာဒါကျွန်တော်တို့မတင်ဆက်ပေးရတာကြာပြီပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့မှာဒါကျွန်တော်တို့ Manchester City အသင်းလက်ရှိဒါကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့စိတ်ဟိုကိစ္စတခုခင်ဗျားတို့ပြောပြမှာပေါ့နော် အဲ့တော့ CD အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့တွေ့ကြရတဲ့အတိုင်းအသင်းတော်များများအရှုံးပေါ်ကြတယ်။ဒါလေဘဘူးလို့အသင်းမျိုးတော့လက်ရှိမှာဒါ minus ပြတဲ့ပုံစံမျိုးတွေပြောလာခဲ့တယ်ပေါ့နော်။ဒါပေမဲ့လက်ရှိမှာ CD ကဒီကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်း on the top မှာရှိတယ်။ on the top မှာဆိုရင်တော့ပြောရမယ်ဆိုတော့ဘာလို့ on the top မှာရှိလဲကျွန်တော်ပြင်ရှင်းပြရမှာပေါ့နော်။လက်ရှိမှာဒါကျွန်တော်တို့ ဟိုနေ့ကဒါကျွန်တော်အတိတရောက်တွေ့တယ်ဘောနော်အတိတရောက်ကဒါကျွန်တော် border တရောက်ဘောနော်ကျွန်တော်ရင်ကလေးကတည်တာပါအဲ့ဘဲကအခုလက်ရှိမှာဒါ BYD မှာဒါကျွန်တော်ထိုင်းရဲ့ BYD မှာလွတ်လုံနေတဲ့ဘဲဘောနော်ထိုင်းရဲ့ BYD မှာလွတ်လုံနေတဲ့ဘဲဆိုရတဲ့ကြောင့်မလို့လက်ရှိမှာဒါသူကတရုတ်ပကောတော့ report လို့ရတော့ကျွန်တော်ကအဲ့ဒီကစကားပြောဖြစ်တော့သူနဲ့ကျွန်တော်နဲ့မတွေ့တာကြာပြီကျွန်တော်သူနဲ့မတွေ့တာမမေရ 6နှစ်လောက်ရှိတော့မတင်နဲ့ကိုဗစ်မတိုင်ခင်ကမတွေ့ရဆိုတော့အဲသူနဲ့ကျွန်တော်တို့ဒါညသာစိုင်းနေပေါ့နော်ညသာစိုင်းနေသူတို့ကျွန်တော်စကားပြောနေတယ်ဆိုတော့အပါဖြစ်တဲ့ညဖြစ်တယ်ပေါ့နော်ထောင်းဝိုင်းတိုင်း BYD ကလက်ရှိမတော်တာထောင်းဝိုင်းတိုင်းပေါ့ဒါတရုတ်ကုမ္ပဏီရဲ့ဟိုအလုပ်သမားတွေရတာကျွန်တော်အများကြီးကြွားခိုင်းရကျွန်တော်ဆိုလည်းအရင်တော့ဒါကိုကိုကိုရဲ့ကုမ္ပဏီကျွန်တော်အများကြီးကြွားပါဆိုတော့ကျွန်တော်ဟိုအရင်တော့ဒါကျွန်တော်အလီဘာဘာမှာကျွန်တော်လုပ်ခဲ့တာဦးအဲဒီတိုင်းမှာကျွန်တော်ဒါကုနာပေါ့လို့ပဲဟို BYD မှာသူက blue bar ညရရှိအဲပြောရင်းနေပဲသူကကျွန်တော်ဘာပြောဟဲ့ဟောတယ်မင်းသူကသူကဘာလို့ပြောလဲသူကနိုင်ငံခြားသားပေါ့နော်သူက ဟာတဲ့မင်း vlog တွေလုပ်နေသေးလားဗောနော်မင်းအဲ့တော့တော့ကျွန်တော်မိုင်ကျွန်တော်ဒီပဲကျွန်တော်စီကကျွန်တော်လည်းနောက်ဆုံးသိရတဲ့ကြောင့်ကျွန်တော် my spot မှာပဲလုပ်တုံးဆိုတော့အဲ့လုပ်နေသေးတယ်လို့ဟာဘာဖြစ်တော့ငါအခုလေအော်ရေးတဲ့အားကတော့ Manchester City ကမိုက်တယ်နော် Manchester မင်းက तू က तू က तू က United supporter ပဲ Manchester မင်းက United supporter ပဲဘယ်လိုမျိုး Manchester City ကမိုက်တာမဟုတ်ဘူးပေါ့နော်တို့လက်ရှိမှာတရုတ်နိုင်ငံကရှိသမျှဒါကျွန်တော်တို့ market တော်တော်များများကဘောလုံးအသင်းတွေကိုဒါကျွန်တော်တို့ sponsoring လုပ်ပြီးဆိုရင် City စီသွားတာများတယ်တဲ့ ဘာဖြစ်လို့လဲပေါ့နော် City တုံး question us very much ပေါ့နော်ဥမာလက်ရှိမှာဒါကျွန်တော်တို့ဟို City အသင်းနေနေအကဲ sponsor ကြီးလာပဲဆိုရင်ဥလားဘယ်လို company ကောင်းလားမကောင်းလားတို့ portfolio ကြည့်တယ်အရင်တော့ City အသင်းနေ data တောင်ပို့ပြီးတော့စိုးသေးတယ်တို့ပြောပြတာအခုလက်ရှိကျွန်တော်တို့ကျွန်တော်နဲ့ရှင်းပြအဲ့တော့ City အသင်းကိုဒါကျွန်တော်တို့မှာလေ BYD နေနေဥမာ BYD နေနေတို့မသွားဘူးဒါပေမဲ့သူအသိ company နေနေပေါ့နော်မှတ်တယ်မှတ်မယ် media လား techno လားမသိဘူးတို့သွားတော့ဟာတဲ့အဖုန်းလားမသိဘူးအဲ့တော့သွားတော့ဟိုနော် City အသင်းနေဟိုမှတ်မယ်က techno ကအရင်ဆုံးသူက Liverpool နဲ့လောက်ချင်တာကျွန်တော်မှတ်မယ်ကသူပြောပြ တက်ကနိုကလီဗာပူးနဲ့လှုပ်ချင်တာလီဗာပူးနဲ့လှုပ်ချင်တယ်တက်ကနိုကလီဗာပူးသွားတော့တက်ကနိုလီဗာပူးကငင်းချတာဘာလို့ဆိုတော့ပွန်လေဗာတက်ကနိုကတရုတ်ဖုန်းမလို့ပါညာမလို့ဒါငင်းချလိုက်တဲ့အချိန်မှာတက်ကနိုနေနဲ့မမဲရလီဗာပူးပြီးတော့ချက်ဆီဘက်ကလည်းတစ်ချက်သွားသေးတယ်ချက်ဆီရအိုက်တုံးကမမဲရသူတို့အနေနဲ့ရူဘန်ကိစားပါညာနဲ့ရှုံနေသူတို့အနေနဲ့စပွန်ဆာရှစ်အသက်လက်မခံသေးဘူးဆိုတော့တက်ကနိုအဲ့တော့နောက်ဆုံးတော့ okay အဲ့ဒါဆိုရင်တော့ငါတို့ city ဘက်သွားမှာပေါ့နော် city ဘက်သွားမှာဆို city ဘက်သွားတဲ့အချိန်မှာ city ကနေပြီးတော့ okay ဒါမှ portfolio ကြည့်ပါညာကြည့် ပန်ဆာကြီးကသူများတွေထပ်ပို့ပြီးတက်တာပြီးတော့ခုနကဘာလို့ပိုင်ခွင့်နေလဲသူများထပ်ပို့ပြီးပေးတယ်ပေါ့နော်အဲ့တော့ခုနကဘာလို့အခုလက်ရှိမှာတရုတ်ရဲ့စပွန်ဆာမားကတ်ကိုဒါကျွန်တော်တို့ CD တဲ့ကတော်တော်လေးကိုသိမ့်ပိုက်ထားတယ်ဆိုပြီးတော့ဒီဘက်ကကျွန်တော်လာပြောတယ်ခုနကဘာလို့ကုမ္ပဏီအကြီးတွေဆိုတာတဲ့ခုနကဘာလို့လက်ရှိမှာ startup ကုမ္ပဏီပေါ့နော်လက်ရှိမှာဒါသူမြောက်မှာလက်ရှိမှာ Apple တို့ဘာတို့လို့ level တော့မဟုတ်ဘူးမယ်အဲ့အောက်ကတဆင့်နေတဲ့ကုမ္ပဏီတော်တော်များများ CDC ကိုကုမ္ပဏီကစပွန်ဆာရရသွားတယ်အဲ့တော့ပြောတင်တာက CD အသေးအနေနဲ့အခုလက်ရှိမှာသူက portfolio ကိုကြည့်ပြီးတော့ ဟိုအရန်ကြီးခုနပေါ်လိုပဲဟာတော့ဟာကျွန်တော်တို့ကကျွန်တော်တို့က brand level တူမှာဘာညာမှာကျွန်တော်တို့ကလက်ခံတယ်ဆိုတာတက်ဆိုင် CD အသေးအနေနဲ့ sponsor နဲ့ပတ်သက်ရင်တော်တော်လေးကိုဒါကျွန်တော် flexible ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုပြီးတော့ဒီဘက်ကျွန်တော်ပြောရအောင်ခုနပေါ်လို United ခုနမမဲ့ရ BYD ကအခုချိန်မှာ United နဲ့တို့ကချိတ်ဆက်ဖို့ကြိုးစားနေတယ် BYD ကဒါမမဲ့ရသူအခုချိန်ကြီးက BYD ကဒါဘဲကိုအနဲ့မှသူမလောက်ရသေးဘူးလက်ရှိမှာ United BYD ကအခုချိန်မှာအပဲတန်ကြိုးစားနေတာ United နဲ့လှုပ်ဖို့တော့ကြိုးစားဒါပေမဲ့ United ကလက်ရှိမှာ BYD ကိုတရုတ်ကုမ္ပဏီမလို့တိတ်ပြီးသွားမှကြာဒါပေမဲ့ရီရတာက Snapdragon ကထိုင်ဝမ်ကုမ္ပဏီလားမသိဘူးမှားကောင်းမှားနေတယ်ဘောနော် Snapdragon ကလာတဲ့ကျွန်တော်ပေါ့ဦးအဲ့ပြောတင်တာကဘောနော်ဘာလို့လဲဟိုတို့အနေနဲ့ BYD ကိုတို့အင်းညောင်းညောင်းလို့နေအခုလက်ရှိမှာ BYD BYD ကအကဲ United တာလက်မကန်ဆိုတို့က CD ဘက်ကိုကူပူတယ် ready ပဲဘောနော်အဲ့တော့ပြောတင်တာကလက်ရှိမှာဒါ sponsor နဲ့ပတ်သက်ပြီးဆိုရင် Premier League ကတော့ကျွန်တော်အသင်းကြီးတော်တော်များများတော်တော်များကြီးများကြတာများတယ်။ဘာကြောင့်ဒီ sponsor ကတို့နဲ့ဒါကျွန်တော်တို့ဟို brand image ရ connect ဖြစ်ပြီးတော့အမြင်နဲ့ဆိုတော့ next level သွားတဲ့အတွက်ကြောင့်မလို့သူတို့နေတဲ့ဒါတော့တစ်ချက်တော့အမြင်နဲ့စောင့်ကြည့်တာများတယ်အဲ့တော့ဒါကကဘာလို့လဲလက်ရှိမှာ CD အသင်းကအဲ့လောက်ထိယူနာဖို့ပြောချင်တာကဗျာ CD အသင်းက sponsor ရင်းနဲ့ပတ်သက်ရင်ဖင်ကောင်းမကျဲဘူးသူတို့နေနဲ့ပတ်ဆိုင်ရဖို့ကို number 1 priority ထားတယ်သူတို့နေကဘာလို့လဲပြီးတော့ကဘာလို့လဲလက်ရှိ BYD ရဲ့ဒါကျွန်တော်ဒီပဲပြောဖို့အရာဆိုရင်တော့ကြားရတော့ဗောနော CD အသင်းက သူများအိမ်ထဲပို့ပြီးတော့ sponsor ဂျေးယူတာနဲတဲ့အပြင်ကိုသူတို့အနေနဲ့လုတ်ပိုင်ငွေမှာလုတ်လုတ်တဲ့ဥစားပို့များအောင်လက်ရှိမှာသူတို့ရဲ့အဓိကကစားသမားတွေဘာညာတွေကိုဒါဗီဒီယိုတွေလုတ်ပေးတာဘာညာတို့အဲ့လိုပုံစံမျိုးတွေတွားတာများတယ်အဲ့တော့ ။တချို့မှာဒါခုနပြောတဲ့လူတော်များဒီဟာနဲ့ဆက်ဆက်ပြီးကျွန်တော်တို့ပြပြကြတယ်။လူတော်များဟာစီးတီးသင်းကဘယ်ကနေငွေတွေရတာလဲဆိုတဲ့ပုံစံမျိုးကိုလူတော်များထင်ကြတယ်။လက်ရှိချိန်မှာသူများတွေတော့ minus ပြနေချိန်မှာစီးတီးသင်းကဘာလို့ plus ပြနေလဲဆိုအဖြေကဒါပဲ။စီးတီးသင်းเนี่ยခုလက်ရှိဒါကျွန်တော်ပြောရတော့သူတည်းပြောပြီးကျွန်တော်လက်ရှိမှာ online မှာကြည့်ရတော့စီးတီးသင်းကလက်ရှိမှာတရုတ်ပြည်မှာဒါကျွန်တော်တို့ sponsor ယူထားတဲ့ sponsor တွေအများကြီးမှအများကြီးပဲ။အဲ့တော့စီးတီးသင်းเนี่ยဒါကျွန်တော်တို့ဒါပြောမယ်ဆိုရင် တရုတ်ပြည်မျိုးမဟုတ်ဘူး United US ပေါ့နော်အမေရိကမှာမှာသူ့ရဲ့ sponsorship တွေအရင်များလာခဲ့တယ်အခုလက်ရှိဖတ်ရတော့ကဆိုရင်တော့စီးသင်းနေတာသူ့ရဲ့ revenue ရဲ့ဒါကျွန်တော် commercial revenue ရဲ့အများစုကဒါကျွန်တော်တရုတ်ပြည်နဲ့ဒါအမေရိကကလာတယ်ဆိုတဲ့ဥစ္စာပါကျွန်တော်ဖတ်ရတယ်တော့ပါတယ်ဒါအပြင်ဒီညမှာသူကချိတ်လိုက်တဲ့သဘောပါလဲဆိုတော့သူ့ရဲ့လက်ရှိဒါလူအများစုဒါသူတို့ကိုအားပေးတဲ့ပိတ်သက်အများစုဖြစ်လာတဲ့နိုင်ငံတွေကတရုတ်ပြည်နဲ့အမေရိကဖြစ်လာတယ်ဆိုတဲ့ဥစ္စာပါသူကချိတ်ပြလိုက်တယ်ပြောချင်တာငါတို့ပိတ်သက်များလေလေငါတို့ပိတ်သက်များနေမှာငါတို့ sponsor တွေယူလေလေဆိုတဲ့အကွက်ကိုသူကပြချလိုက်တယ်အဲ့တော့ ့ပြောချင်တာကဒီကုမ္ပဏီရဲ့လေပြီးတော့ခုလက်ရှိမှာ CD ကိုပေးထားတဲ့ကုမ္ပဏီတို့ဘာလို့ကတကယ် asset တွေများတယ်။ asset တွေများဆိုတော့ခုန asset တွေပဲအစ100%ခုနအရင်တော့လောက်တာကျွန်တော်ကနေမလို့တော့ဘူးနော်။အခုလက်ရှိမှာ100% asset တွေများတယ်။အခုလက်ရှိမှာခုနဘာလို့ပဲ CD သိနေတာ media တို့ techno တို့ဒါခုနဘာလို့တောင်းတန်းအောင်ဒါကျွန်တော်တို့အဲအသင်းကြီးတွေမယူတဲ့ sponsor တွေသူအကုန်ယူချပလိုက်တဲ့အချိန်မှာသူ့မှာ sponsor တွေပြေးချသွားတယ်။ခုနဘာလို့သူကဟို quantity မမြတ်ယူလဲချင်ပါအဲ့ quantity ပေါ့ဗျာသူသူများတွေကတန်းကိုဟိုဟိုသူများတွေက၅တန်းကို၂ယောက်ယူလဲချင်ပါ city က၂တန်းကို၁၀ယောက်ယူလဲချင်ပါတန်း၁၀ဖြစ်ပြီသူများတွေက၁၀တန်းပုံများသွားတယ်အဲ့ပြီးတော့ခုနကပေါ့ city အသင်းနဲ့ဒီနေရာမှာကျွန်တော်ဖတ်ကြည့်ရတော့ဒီဒီမဲ့ကျွန်တော်စကားပြောရင်ဒီလက်ရှိမှာဖတ်ကြည့်ရတော့ city အသင်းနဲ့ sponsor တွေကိုအရန်တာဝန်ခြေလုံးကကြည့်ရဆိုတဲ့ဥစ္စာဖတ်တယ်အဲ့တော့တချို့ဆို city အသင်းနဲ့ဒါကျွန်တော်၁၀နှစ်တွေ၁၅နှစ်တွေချုပ်ထားတဲ့ဒါ contract တွေရှိတယ်အဲ့တော့ တချို့ဆိုရင်လက်ရှိမှာ contract binding နဲ့မှာဘလောက်တိ city ကိုသဘောကျကြလဲဆိုတော့ company pension နေနဲ့အကဲခုနပေါ်သူပဲ city သစ်နေတာကျွန်တော်တို့ champion league ဝင်သည်ဖြစ်စီဝင်သည်ဖြစ်စီတို့ပကိုင်တာအောင် ဲ့ဒါတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတဲ့အချက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ series သင်းတဲ့အခုလက်ရှိမှာ sponsorship market မှာတော်တော်လေးကိုခေါင်းထောင်လာနေခုနက sponsorship က commercial revenue ရလည်းတကယ်ကိုခေါင်းထောင်နေ movement တွေအများကြီးရှိတယ်အဲ့ commercial revenue ရဲ့နံပါတ်တွေဒီဒီတွေဖတ်ချင်နေဆိုသူတို့ official website မှာတင်ပြတာအဲ့တော့တချို့ကျလည်းအခုချိန်ဒီဒါလက်မခံနိုင်သေးတဲ့ချက်ရှိတာ series သင်းကဒီလောက်ထိပတ်စံနေပေါ့ဘုနာဘယ်နာပတ်စံနေရလဲဖြစ်ကောဖြစ်နိုင်ပါမလားဆိုတော့ဥစားကိုလက်မခံနိုင်တော့ဆိုရှိတယ်ဒါကနားလည်လို့ရပါဘူးဆိုတော့ခုနကပြောလို့ပဲ message နဲ့ send နဲ့အတွင်းမှာဒီလောက်ထိ commercial ရအောင်မြင်သွားတဲ့တဲ့တင်ဖြစ်နိုင်ပါမလားဆိုတော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့လက်ရှိမှာဥမာဗျာ ဥမာခင်ဗျားတို့ပြပြရမယ်ဆိုရင်အခုချိန်မှာခင်ဗျားတို့လက်မခံနိုင်မဲ့လက်မခံလက်ခံရမဲ့အကြောင်းက Tesla ကို BYD ကကျော်တက်သွားပြီအခုလက်ရှိမှာကားရောင်းတဲ့အရေးတော်မှာဆိုရင်ဘာဖြစ်လို့လဲခုနကပြောသော Tesla ကိုလက်ရှိမှာဥရောပတို့အမေရိကန်နိုင်ငံသားတွေချိန်တာမှန်တယ်ဒါပေမဲ့လက်ရှိမှာတရုတ်တရား patriotism ဆိုအရင်မြင်တယ်ခုနကပြောသော်ကိုယ့်နဲ့ကိုယ့်နိုင်ငံကိုချစ်တယ်ကိုယ့်ပြည်သူကိုချစ်တယ်ကိုယ့်ရဲ့ product ကိုကိုချစ်တယ်တရုတ်တွေကိုကြည့်လိုက်ခုနကပြောသော် iPhone ခံတာမှမဲ့သူတို့ရဲ့ majority of main phone တွေကတရုတ် phone တွေဖြစ်တယ် Xiaomi ခံရင်ခံမခံလို့ဆို Vivo ခံရင်ခံမပိုင်လို့ဆို Oppo ခံရင်ခံဒီလိုမျိုးပဲခံကြတာအဲ့တော့ပြောချင်တာက လက်ရှိမှာတရုတ်လူတော်များများကသူတို့ရဲ့ product ကိုသူတို့အပားပေးပြီးသုံးတာများတယ်အဲ့တော့ခုနပြောသူပဲ city အသင်းကလက်ရှိမှာဒါကိုကတ်လိုက်တဲ့အချိန်မှာ city အသင်းနဲ့ဒူတာကျွန်တော်တို့အသင်းတွေက brand success ဖြစ်သွားတယ်အဲ့တော့ပြောချင်တာကတချို့ကြတာဥရောပ brand နိုင်ငံခြား brand လုံးဝတာဆိုတာ brand history ဘာညာအရင်ကြည့်တဲ့အချိန်မှာ city ကအဲ့ဒါကိုမကြည့်တော့ဘူး city အသင်းနဲ့ခုနပြောငွေမျက်နှာကိုကြည့်လိုက်တယ်ငွေမျက်နှာကိုကြည့်ပြီးဒီအသင်းဒီ sponsor ကအဲ့လောက်ကြည့်အစစ် ဘာအဲ့လိုမဟုတ်လားအဲ့လိုကြီးအရင်ထောင်မတက်နေတော့အဆင်ပြေတဲ့ product တခုဆိုသူကတ်ချပလိုက်ပြီးတော့အိုက်ကသူဆွဲတယ်ကွာပြောချင်တာလက်ရှိမှာ city thin နေနဲ့ तू ကဘာလုတ်သွားလဲဆိုတော့မင်းတို့ brand ငါတို့ကုတာပေါ်တော့မအောင်မြင်သေးတဲ့အချိန်မှာအောင်မြင်တဲ့ဒီကတော့အတူတူဆွဲတယ်ကွာ together with you ဆိုတဲ့ slogan ကိုသူတို့ကတုံးချလိုက်တာပြောချင်တာဒါ city thin ကို techno စပြီးတော့ဒါကတ်တဲ့အချိန်မှာ techno move ပဲအဲ့လိုဒီနာမည်မကြီးသေးဒါပေမဲ့အခုလက်ရှိမှာ techno က तू ကနေရာတနေရာအချိန်မှာ city ရတဲ့ quality ဒီလိုမျိုးဘိုင်းတယ်အဲ့တော့ techno နဲ့အခုချိန်ဒီ city နဲ့ဒီလိုတပြေးတည်းသွားနေလုံးဖြစ်တယ် အဲ့လိုပုံစံမျိုးတော့ကတ်ချပလိုက်တာပေါ့နော်အဲ့တော့ဒါစီးရီးသင်းကဒါကျွန်တော်ပြောမှာစီးပွားရေးလုပ်တဲ့အချိန်မှာဒါငွေတွေပါလို့ရဒါကြောင့်ရတယ်လို့ကျွန်တော်ပြောလို့ရတယ်တမပါပြောချင်တာဟို together with you ဆိုတဲ့ slogan သူတုံးချလိုက်တာပေါ့နော်မင်းတို့အောင်မြင်တဲ့အတူတူရှိမယ်မင်းတို့ကြားချွန်တဲ့အတူတူရှိမယ်ငါတို့ကစီးရီးသင်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါ sponsorship မှာဒါကတ်ချပလိုက်တယ်အဓိကဒါကျွန်တော်တို့စီးရီးသင်းနဲ့ဒါ sponsorship market မှာတရုတ် market ကြီးတစ်ခုလုံးကိုသူကကောက်ပြီးတော့ဝင်ပြီးတော့ရတယ်မင်း startup တွေကိုငါစီလာငါခုနပြောငါတို့တက်နိုင်လောက်လုပ်ပေးမယ်ငါတို့ together with you grow ဆိုတဲ့ပုံစံမျိုးလုပ်ချလိုက်တာပေါ့နော်အဲ့တော့ဒီလိုပဲအဲ့ဒါဒီလိုလုပ်လိုက်တဲ့အချိန်မှာ sound ဖြစ်သွားအဲ့တော့ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုပေါအောင်ကူညီလို့ရပါတယ်။များများလေးတဲ့ကလစ်ဖူမမေ့ကြပါနဲ့ပြအောက်က comment နေတဲ့မှာလေ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေလင်လေးတွေကိုထည့်ပေးထားကြပါကျွန်တော်တို့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့။ များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဘူးအောက်က comment နေထဲမှာလည်း youth sport media 3.0ဆိုတဲ့ tv for you ရဲ့ link လေးတွေကိုထည့်ပြီးထားခြင်းပြကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးပြကျွန်တော်အားပေးလို့ရပါတယ်များများလေးကလစ်ဖို့မမိကြပါနဲ့ဘူးများများကလစ်မှာမမြန်နိုင်ဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိမှာကြောင့်ငလင်းပေးတန်ကူကူညီပေးနေညီကောင်မတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ဒေးပါဗျာ